သူငယ်တန်းကနေခုနှစ်တန်းရှစ်တန်းကိုးတန်းဆယ်တန်းဆယ်တန်းဆယ်နှစ်တန်းထိနှစ်တည်းအ ਨੇ ဆုံး၅နှစ်လောက်ရွာလေနေခဲ့တဲ့အင်္ဂလိပ်စာကိုတိတ်ရထင်းနဲ့ဘလို့လုံးမလဲဘလို့လုံးမလဲဖြစ်ကောဖြစ်နိုင်ရဲ့လားတိတ်ဖြစ်နိုင်တာပေါ့ခေါင်းကြီးဟာဒီမှာကြည့်ပါဆရာနိုင်နေ့ တောသားများကိုရမတင်တဲ့အနေနဲ့အားလုံးအားလုံးကိုကြိုးစို့လိုက်ပါတယ်အားလုံးအားလုံးကျွန်တော်ရဲ့တောသားတင်တဲ့အနေနဲ့ကြိုးစို့လိုက်ပါတယ်ကျွန်တော်ကအားလုံးကိုကျွန်တော်အနေနဲ့မြန်မာနိုင်ငံမှာတောသားများစုကိုကျွန်တော်ကဦးစားပေးပြီးခွင့်ပြုပေးနေပါတယ်ကျေးဇူးတင်ပါတယ်ဆရာနိုင်တဲ့တောသားများကိုရမတင်တယ်မင်းတို့တွေအင်္ဂလိပ်စာအုပ်ဘာသာမပြန်တတ်ဘူးအင်္ဂလိပ်စာအုပ်မရေးတတ်ဘူးစာကြောင်းတွေမစုမတိဆောက်တတ်ဘူးဘာသာမပြန်တတ်ဘူးဆိုတာဒီအခြေခံတွေကိုမရလို့အများကြီးတဲ့အဒီပက်စီတီဘိုင်းနဲ့ရှောက်ကြည့်မနေနဲ့အခြေခံမရလို့အခြေခံကိုပြန်ကြည့်လိုက်ပါโอเค စာကြောင်းတစ်ကြောင်းပါအင်္ဂလိပ်စာစာကြောင်းတစ်ကြောင်းပါရေဘူးရအားဖြင့်ပုံမှန်အားဖြင့်ဒီသုံးခုပါတယ်ပထမတစ်ခု subject ပါမိတ်ဆွေဒုတိယတစ်ခု verb ပါတတိယတစ်ခု object ပါ subject ဆိုတာပါလေ subject ဆိုတာကဒီစာကြောင်းတစ်ကြောင်းဒီကိစ္စတစ်ရက်မှာ तू ကကြရကရှင်မယ်ပြေးတာလွှားတာစားတာတောက်တာအဲ့ကောင်တွေအကုန်လုံးကိုကြရကရှင်ရဘယ်သူလဲလို့မင်း subject ဆိုရဲကောင်မယ်ဟုတ်ပြီ verb ဆိုတာပါလေစာကြောင်းတစ်ကြောင်းလား ပြုမှုကိစ္စရတခုလားအဲ့ကိစ္စရတခုမှာကာယကံရှင်ကဘာလုပ်တာလဲကြော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 ကာယကံရှင် subject ပဲထားပါတော့ကြောကြောဘာလုပ်တာတော့ကြောကြောထီရောက်တာလားကြောကြောအုံးရတောက်တာလားအကုန်လုံးကိုပြောပြတယ်ကြောကြောဘာလုပ်တာလဲ subject ဘာလုပ်တာလဲဆိုတော့ဒီကောင်ကအတီရင်းပေါ်ပြတဲ့ကောင်ကိုကျွန်တော်က verb လို့ခေါ်တယ်နောက်တစ်ခု object ဘာအလုပ်ခံရတာစားခံရတာလားမဟုတ်ဘူးပြောတာနော်အတောက်ခံရတာလား ဖြောရည်လားအုံးရည်လားနောက်တစ်ခုကရှက်လားဘန်းလားကျွဲစိမ့်လားဖားရတကုံမဟုတ်ဖားတကုံလားအကုန်လုံးပြောလို့ရတယ်ပြုလုပ်ခံရတာဒါကအလွယ်ရိုးရှင်းတာမှတ်တာပြီးတော့အရင်ဆိုတော့ subject မှာပြန်ခွဲတယ် subject နဲ့မှာဘယ်ကောင်နေရှိရလဲ now noun phrase လို့ခေါ်တယ် noun ကတော့မင်းတို့သိရတက်ရှိတက်မဲ့ dress ရှိတော့မဲ့အရာမှန်တယ်မရဘူး noun ခေါ်သည် ਨੇ ပြောတော့ပါ now ဟုတ်ပြီနော် noun phrase ဆိုတာကြာတော့ကျွန်တော်စကားလုံးတစ်လုံးပေါ့ phrase ဆိုတဲ့စကားလုံးလေးကိုမှတ်တာစကားလုံးတစ်လုံးထပ်ပို့ပြီးတော့စုထားရဲဆိုစကားစုလို့ခေါ်တယ်တူတူပဲ noun phrase ဆိုတာ noun နဲ့ပေါင်းထားတဲ့စကားစုလေးတစုလို့ပြောချင်တာ subject ကစကားလုံးတစ်လုံးနဲ့ရှိနေမယ်လို့ဘယ်တော့မှမပြောဘူးဆိုတာဒါကိုပြောချင်တာစကားလုံးတစ်လုံးထဲလည်းပို့နိုင်တယ် verb ဒီကောင်သိရင်အင်္ဂလိပ်စာရဲ့50% love ကိုမင်းတို့သိပြီဘာလဲရိုးရှင်းတယ်ဘတ်မှာ၃မျိုး၃စားရှိတယ်ငါတို့မြန်မာလူမျိုးတွေမှာလည်း ပြုတ်လုတဲ့ကိစ္စမှာဆိုရင်ယခုပြုတ်လုတာရှိတယ်အရင်ကပြုတ်လုခဲ့တာရှိတယ်နောက်မှာပြုတ်လုမှာရှိတယ်ဒီသုံးမျိုးလိုပဲ verb မှာလည်း present ယခုပြစ်ဆုံးပံကာလရယ် past tense အရင်ကကာလရယ် future နောက်မှာပြုတ်လုမှာခုပြုတ်လုတာရယ်ပြုတ်လုခဲ့တာရယ်ပြုတ်လုတော့မှာရယ်ဆိုပြီးတော့အဲ့သုံးမျိုးပဲခွဲ Okay နောက်တစ်ခု object object ကတူတူပဲ subject လို့ပဲ noun ရယ် noun phrase ဆိုတာဖြစ်နိုင်တယ်ဘာလို့မရေးတာလဲနောက်တစ်ခုကဘာလို့မရေးတာလဲ ဘာလို့မရေးရလဲဆိုလက်ညောင်းလို့နော်နောက်တော့အများကြီးရေးရမှာပြီးတော့ဝိုက်ဖို့လည်းမဆန်တော့ဝိုက်ဖို့ကတိတိလေးတွေဟုတ်ပြီနော်အဲ့ကြောင့်မလို့မြားလေးထိုးပြလိုက်တာတူတူပဲဟုတ်ကဲ့လားအဲ့ subject အသဘောတရားကိုနားလဲဆိုရင် object ရဲ့သဘောတရားလည်းမှီညမ်းပြီးနားလဲလို့ရအဓိက main ကတော့ verb ပဲဒီနေရာမှာပြောချင်တာက CIA တွေကြော်သွားလို့ရပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ကဒါအခြေခံကိုသင်ပေးနေရမှာလို့ပေါ့နော် subject verb object သုံးခုပါရင်ကျွန်တော်တို့တွေ့အခြေခံစာကြောင်းတစ်ကြောင်းပိုင်နိုင်သွားမယ်အနောက်ကနေ adjective တွေ adverb တွေ manner place time reason ဘာညာတရကအဲ့ဒါတွေကအစင်းမြင့်တဲ့ထဲမှာပါတာအခုကျွန်တော်ပြောချင်တာကခေါင်းစဉ်ကိုတေချာဖတ်ပါမိတ်ဆွေခေါင်းစဉ်ကိုတေချာဖတ်ပါဆရာနိုင်နဲ့တောသားများ grammar သင်တယ်ကျွန်တော်တို့တောသားတောသူတွေအကုန်လုံးက grammar အခြေခံမပိုင်ကြပါဘူးအဲ့ကြောင့်ကျွန်တော်အခြေခံသင်ပေးရပါဆရာကြီးများတောသားလို့ရပါတယ်လူသားအလုံးလေးစားတယ်ဗျာ